ပရိသတ်များအလုံးမဲမြင်လာပါရှင်ပရိသတ်များအလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel လေးကနေပရလောကနဲ့စိတ်ဝင်စားဖွယ်ရောခမရဖြစ်ရဲ့စံချေဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့စာရေးဆရာမောင်တင်ဆက်ရေးသားထားတဲ့အောက်လန်းဘုထင်နေတရင်ကိုပြုံးဆိုတဲ့ဇလန်းလေးရဲ့အစအဆုံးကိုတင်ဆက်ပြီးသွားမှာဖြစ်ပါတယ်ဇလန်းလေးမစားတင်ပြီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ ဇလန်းသစ်များစွာကိုမလွတ်တမ်းနာစေနိုင်ဖို့ဘီနာအနုတီခေါလောင်းလေးကိုလည်းနှိမ့်သွားပေးဖို့မေ့ပါနေရှင်။ဒါဆိုရင်ဇလန်းလေးကိုခုပဲစတင်လိုက်ပါပြီ။ရွာရဲ့တောင်ဘက်ပင်းလူအများခေါ်ကြရင်ရင်းနှစ်တဲ့ချောင်းထဲမှာတော့လူတွေစုရုံးနေရတယ်။ရင်ငုံသူငုံ၊ပွဲပီးသူပီးနဲ့အလုံးရှုပ်နေကြစေမှာပဲ။ချောင်းခမ်းမပေါ်မှာတော့အရွယ်ဆုံးလာတဲ့လူအုပ်ကြီးကအစုံတစ်ခုကိုမျောလင်းဆောင်စားနေကြတယ်။ရွာလူကြီးကလည်းချောင်းတစ်လျှောက်ရင်ငုံနေကြတဲ့လူငယ်တွေကိုမေးမြန်းနေရတယ်။ဟေ့ကောင်လေးတွေ့လား မတွေ့ဘူးရွာလူကြီးကျုပ်တို့အထင်တော့ချောင်းတိုင်းများမျောပါသွားလားမသိဘူးအေးကွာလိုက်ရှာကြဟိရွာသားတွေရင်တမမာနေသစုံတစ်ခုကိုရှာပွေနေကြမှာပဲချောင်းခန်းပါမှာတော့ပြုံးညီနေတဲ့အမျိုးသမီးကြီးတယောက်ကဟဲ့ဒီနုဘာတွေရှာနေရလဲငါသားကိုပြုံးကိုရှာနေတာဆိုရင်တော့ရှာမနေနဲ့ကိုပြုံးကဟိုငါပြောပင်နေကြတယ်မှာငါတို့ကိုပြုံးပြီးကြည့်နေတယ်ဟဲ့မတင်မဟုတ်တာတွေရှာမပြောနဲ့တကယ်ပါဆိုဟာဟိုမှာငါသားငါ့ကိုခေါ်နေပြီ ဘာကြည့်မလဲမသိဘူးကိုပြုံးရဲ့စိတ်မနှံ့တဲ့မိခင်မတင်ရတော့မပြောပြင်အနာကိုသွားပြီးတော့တယောက်တည်းစကားပြီးပြောနေတော့လေကိုပြုံးနင်းပယ်ရီလျှောက်သွားနေရလေဟိုမှာရွာလူကြီးအစုပ်ပလုံနဲ့ရွာလူတွေနင့်ကိုရေထဲနှစ်တယ်ဆိုပြီးလိုက်ရှာနေတယ်ကိုပြုံးရဲ့ငါဘိုင်းမစားပါဘူးဟာနင်အိမ်မှာချက်ထားတဲ့ငါသားရင်းရှိသေးတာကိုပြီးမှငါစားလိုက်မယ်ဘာနင်ကအိမ်မပြန်လာပဲဘဲသွားမလို့လေငါ့ကိုအိမ်မှာတယောက်တည်းမထားခင်းနေလေငါမှ ညင်းတယောက်ပဲရှိတာကိုမတင်အနာကိုတခြားရွာမိမကြီးတွေရောက်လာပြီးတော့မတင်လာလာ အိမ်ပြန်မယ်နင်းသားကိုတွေ့မှငါခေါ်လာခဲ့မယ်ကြားလာနင်းတို့ကဘယ်ကိုသွားခေါ်မှလဲငါသားငါနားမအောင်လာပါနင်းအိမ်ပြန်တော့ထမင်းမစားရသေးဘူးမဟုတ်လားညီတို့ကလည်းအေးလာကိုပြုံးလိုက်ခင်နော်အိမ်မှာပဲနေဘဲမှာရှာမသွားနဲ့ကြားလာမတင်းကိုရွာမိမကြီးတွေကအတင်းဆွဲခေါ်ပြီးဘာရင်းကိုခေါ်သွားလီတော့မတင်းကအနောက်ကိုလေ့ကျင့်ရင်းနေ ပြုံးကြီးကကိုပြုံးလိုက်ခဲ့တော့လို့တတွတွင်ခေါ်ရင်ပတ်သွားပါတော့တယ်။မောင်ဘိုးတင်တို့ချောင်းလေးနားကိုရောက်လာကြတယ်။သူတို့အနားရောက်ချိန်မှာတော့ချောင်းတစ်လျှောက်ကိုပြုံးရဲ့အလောင်းကိုလိုက်ရှာနေသူတွေခဏနားနေကြတယ်။သူတို့ကတိတ်ဆုံးမှုတိကျနေပြီဖြစ်တဲ့ကိုပြုံးအကြောင်းကိုပြောနေကြတယ်။ကိုပြုံးမှဖြစ်ရတယ်လို့ကွာ။ဒီကောင်လေးကသူ့မိပေါ်အတော်တိတက်တဲ့ကောင်ကွာ။အေးကွာဟိုနေ့ကမှငါအကွက်ထဲပဲနှုတ်လိုက်သေးတယ်။မအားတော့သူ့ရင်အတွက်ပဲနှပြီးပြေးလိုက်သေးတယ်။ ေးกว่าဒီကလေးကဒီကိုဘသူရင်းနဲ့လာတာတော့กว่าအောင်တန်းနဲ့မောင်မင်းနဲ့တယ်กว่าဒီကောင်နေပြုံးမအရာဆိုရင်တော့ကိုပြောว่าကုစုံရဲ့ခွေးရင်းချောင်းနေကိုထင်းထုံးပါလာတာဝင်းစဲတယ်လို့ပြောတာပဲกว่าအဲ့ဒါပေးနေရောက်တော့နစ်တာပဲဝဲမိတယ်ထင်းနေกว่าငါတို့တောင်ပေးနေရဝဲကိုမနေယုံနေရတာဒီကလေးဘယ်ယုံနိုင်မှာလဲရွာသားတွေစိတ်မကောင်းဖြစ်စွာနဲ့ကိုပြောအချောင်းပြောနေကြတယ်မောင်မိုးထင်းကဖိုးထွေးလို့နဲ့ခွဲထွက်လိုက်ပြီးတော့ချောင်းလေးတစ်ချောင်းတယောက်တည်းလမ်းလျှောက်နေတယ် အဲ့ဒီချိန်သူ့ရဲ့နောက်ကျောင်းကိုတယောက်ယောက်လက်နဲ့လာပုတ်ပြီးဘိုးတင်ဟေ့ဘိုးတင်ခေါ်တမ်းမှကြာရတော့မောင်ဘိုးတင်နောက်ကိုလှည့်ကြည့်လိုက်ရောဘယ်သူတဦးတယောက်ကိုမှမတွေ့ရဘူးသူအားခေါ်တဲ့အတန်အောင်တော့သူအတော်ရင်းနေနေတည်နေတယ်လို့ခံစားနေရတယ်မောင်ဘိုးတင်အနောက်ကိုလှည့်ပြီးတော့အတန်ကြာစူးစမ်းကြည့်လိုက်ပြီးရှေ့ကိုလှည့်လိုက်ရောဟဲ့ပလုတ်တုတ်သူမြင်ရတာကရေရီဆူရွှဲနေပြီးထူးဆူးနေရဲ့မျက်နှာမှာမျက်ကွင်းနေရာမဲနေနေမောင်ဘိုးတင်ရဲ့မျက်နှာနဲ့ အတော်နီနီကက်ကက်မှာမြင်လိုက်ရတာကြောင့်အောက်လန်းဖြစ်လိမ်ကစားလှန့်သွားပြီးတော့သူ့ရဲ့ရှေ့မှာရှိနေတဲ့ကိုပြုံးကိုမင်းကလေနောက်ကပခုံးလေးပုတ်အတန်လေးပြေးပြီးရှီရပါလို့ပေါ်လာရတာလေနောက်ကကိုရင်နောက်ကပေါ်ဖို့ကွာတခြားသူတွေလိုလုံးကြည့်တာပါကွာမင်းကမင်းတိတ်ပြီဆိုတာတိလားငါ့ကိုအဖိုးတယောက်ကပြောတယ်ငါတီသွားပြီတဲ့အဲ့ဒါတော့တိတယ်မင်းလောက်ကိုရှာမရဘူးမင်းလောက်ရှိရဲ့နေရာတိလားတိတ်တော်မတိကြဘူးရေထဲစင်းငုတ်လိုက်ရင်တော့ငါလောက်နေရာကိုငါပြန်ရောက်တယ်ကွာ ေးကွာမင်းတည်သွားတာစိတ်မကောင်းမင်းကငါ့ကိုမြင်နိုင်လို့ငါဝမ်းသာတယ်ဘိုးထင်အခုမင်းလူတွေပါတွေကိုပုတ်လို့ရနေပြီလားအကုန်လုံးတော့မဟုတ်လောက်ဘူးဒါပေမဲ့ငါတချို့လူတွေကိုကန့်လို့ရတယ်အေးအဲ့ဒါဆိုမင်းလောက်ကိုရှာနေတာကုညီအောင်ငါဖိုးထွေးကိုခြောက်နေစင်းခန့်လိုက်မယ်မင်းကသူ့ကိုဆွဲပြီးတော့မင်းလောက်ရှိတဲ့နေရာကိုခေါ်သွားကြားလာအေးအေးငါလုလိုက်မယ်အိမ်လူနဲ့တည်ရင်လေးကိုပြုံးကောင်မဘိုးထင်ရဲ့ရှိကနေတဖြည်းဖြည်းချင်းပြောက်ွယ်လို့သွားပါတော့တယ် ချောင်းလေးပြီးမှကိုပြုံးလောင်းရှာနေရဲ့ရွာသားတွေနဲ့အတူထိုင်နေတဲ့ဖိုးထွေးအနာကိုမောင်ဘိုးထင်တွားလိုက်ပြီးတော့ကိုဖိုးထွေးခမချောင်းနေဆင်းရှာပါလားဦးမြကြီးလိုတာမတွေ့ရငါဘလို့လို့ရှာတက်မလဲမတူဘူးလေဗျာခမရလေအလိုက်တာဟောဟိုကကိုင်းတော်ရင်နာမပြောပြင်အေးမှာဘသူတွေလဲကြီးလိုက်အောင် ဖိုးထွေးကသူတို့နဲ့မလန်မကန်မှလူဟုတ်ကြီးကိုကြီးလိုက်တယ်ရွာလေးကလူတွေလေတေချာကြည့်အောင်အမမိကျော်ပါတယ်လေဗျာမောင်ဘိုးထင်ပြောမှဖိုးထွေးတေချာကြည့်လိုက်မိတယ် ဟုတ်ပြီလေရိုးရိုးလေးနဲ့လှပနေတဲ့မိကျော်ကချောင်းရီပင်ကိုကြည့်နေတာမိကျော်ကိုကြည့်နေတဲ့ဖိုးတွေးရဲ့မြေခွေးထဲမှာတော့မိကျော်ဘေးမှာရှိတဲ့ဓာရီကလူတွေကဝေဝါးနေပြီးတော့မိကျော်တယောက်သာကြည်လင်နေလေရောသူ့ကိုယ်သူပင်အံ့ဩနေမိတယ်။မိုက်တယ်ကွာကိုဖိုးတိတ်စိတ်ထင်းပါဦးဗျာအဲ့ဒါခမည်းချောင်းထဲဆင်းပြီးတော့လူမကြီးဘလောက်ကောင်းကြောင်ပြတ်ရမယ်အချိန်ကောင်းမယ်ဗျာတခြားသူတွေမှမစင်းသေးတာငါကတယောက်သေးကိုဖိုးတိတ်ကလည်းဗျာတယောက်သေးစင်းတော့ ပို့တတိထားမိတာပေါ့မဟုတ်ဘူးလားအေးအဲ့ဒါလည်းအဟုတ် ကြားရကွာရော့ဘူထေကသူ့ရဲ့အင်ဂျင်ကိုထွက်လိုက်ပြီးတော့မောင်ဘိုးထင်ကိုပေးကောင်ဝစ်ထားတဲ့ပစိုးကိုခရောင်းကြိုက်လိုက်လို့ချောင်းလေးလေးကိုဆင်းသွားပါတော့တယ်ဖိုးထွေးတယောက်တည်းချောင်းနဲ့ဆင်းပြီးတော့ဟုန်ငုတ်တင်ကိုလှုပ်ပြီးမိကျော်ဘက်ကိုမကြမကြလေးကြည့်နေရော်တယ်မိကျော်အပါဝင်ကြံသူတွေကလည်းဒီကောင်ဘာကြောင့်လာလဲလို့အတိတ်ပဲရတဲ့အကြည့်တွေနဲ့ကြည့်နေကြတော့တယ်ဖိုးထွေးရဲ့အပါရွာလူကြီးကတော့သူ့ရဲ့တာဝန်ကြည့်ပြီးဟေ့ကောင် ကြောင်တောင်တောင်နဲ့ခြောက်နဲ့ဘာဆင်းလုံနေရလဲလူမျိုးရေးစိတ်အပြည့်နဲ့ကုညီနေရလေအဘရဘာလူမျိုးရေးစိတ်လဲဟာအဘကျို့ဆိုအကောင်းကိုမမြင်ဘူးဖိုးထွေသူ့ရဲ့အဘနဲ့စကားလဲမျောနေစဉ်သူ့ရဲ့မျက်နှာရုပ်ချီးလန့်ဖြန့်နဲ့အမှုရာပြောင်းသွားတော့တယ်ဟာဘာကြီးလဲငါချစ်တော့ကိုဆွေးတာဖိုးထွေစကားဆုံးတာနဲ့ခြောက်လေးအတိုင်းရက်ခန့်ရက်ခန့်နဲ့ပါသွားပြီးတော့မောင်ဖိုးထင်ကရွာလူကြီးအောင်ဘာကြီးပါလူကြီးကိုဖိုးထွေးနောက်လိုက်ခိုင်းပြမင်းကကာတာကာတာနဲ့ဘာဝီလုံနေရလဲဟာ လိုက်ခိုင်းမှာပါကြီးကမောင်ဖိုးတင်ကရွာလူကြီးအားပြောပြီးတော့ချောင်းပေါ်ကနေပြီးပြေးလိုက်တော့တယ်မောင်ဖိုးတင်နီးတူပဲရွာလူတွေကလည်းဖိုးသေးပါသွားရအောင်ကိုလိုက်ကြတော့တယ်ချောင်းလေးရဲ့ဘေးကင်းဖုတ်တဲ့အနီးမှာတော့ဖိုးသေးရက်သွားတယ်အိမ်နောက်ရောက်ကိုမြုပ်သွားပြန်ပြီးတော့ကုန်းပေါ်မှာလူတွေအတော်ထိတ်လန့်သွားကြတယ်ခဏကြာတဲ့အခါတော့ဖိုးသေးပြန်ပေါ်လာပြီးအဘကိုကိုပြောကိုတွေ့ပြီဗျဖိုးသေးစကားကြောင်းရွာထဲမှာလူတွေချောင်းနေစီပြီးတော့ဖိုးသေးပြတဲ့နေရာကို ရင်းငုပ်ပြီးနောက်သူတို့နဲ့အတူကိုပြုံးရဲ့ရုပ်အလောင်းပါလာတော့တယ်။ကိုပြုံးရဲ့လက်ထဲမှာတော့ရောက်မှမသိခင်တင်းငုပ်တစ်ခုကိုဆွဲမြဲစွာဆုပ်ကင်ထားပါတော့တယ်။ကိုပြုံးရဲ့အလောင်းကိုရွာရဲ့အနောက်ဘက်မှာရှိတဲ့တင်းညိုင်မှာမြေမြုပ်တကြိုလိုက်ကြတယ်။ရွာသူရသားတွေရဲ့အခုနည်းနဲ့ကိုပြုံးရဲ့နာယီကအတော်စီစီကားကားရှိခဲ့ပါတယ်။ကိုပြုံးရဲ့မိခင်မတင်းကတော့သူ့ရဲ့သားရုပ်အလောင်းကိုကြည့်ပြီးပြုံးရည်နေရော်တယ်။အိမ်လုံးနဲ့မတင်းကိုသူမရဲ့အိမ်ကိုအရင်ပို့ပေးလိုက်ရတယ်။အခက်ခဲအနေငယ်ရှိခဲ့တယ် နိုင်ကတော့အထမြောက်သွားခဲ့ပါတယ်။နိုင်ပူဆောင်ပေးကြတဲ့ရွာသူရသားတွေအကုန်ပြန်သွားကြပြီမေ။တာအေးပေတူးနဲ့မောင်ဘိုးတင်တို့တုံရောင်မပြန်သေးဘူး။သူတို့နဲ့အမြဲမပေါင်းဖြစ်ပေမေ။တောက်စလုံးလေးတန်ချိုးထိုးကစားဖို့ကစားပဲဖြစ်တဲ့အတွက်များစွာကြည်ကွင်းနေကြတယ်။အခုလိုငငယ်ရွယ်ရွယ်နဲ့ဆုံးမခြင်းမှာသူတို့ပြပြရွာမှာအတော်ရှားနေမဟုတ်ပါလား။မောင်ဘိုးတင်ကကိုပြိုးရဲ့မိဘမှာရေကြီးခဲကိုယူပြီးတော့အပေါ်ကိုမြောင်းလိုက်တယ်။ပြန်ကြလာတဲ့မိကြီးခဲကော လေးပုံမှတင်ရက်တက်နေပြီးတော့တာရင်နဲ့ပေတူအံ့ဩနေကြတယ်။မောင်ဘိုးတင်ကလည်းအံ့ဩတကြီးဖြစ်နေတော့ပေတူနဲ့တာရင်ကိုကြည့်ပြီးတော့အံ့ဩမနေနဲ့ကိုပြုံးမြေခဲကိုဖမ်းထားတာ။ဒီကောင်တရေဖြစ်နေတာ။ငါသူ့ကိုမြင်တော့ငါနာလာနေတာ။ဒီကောင်မတရားဘူး။ငါတို့ကတော့မပြောင်း။အေးကွာ။မင်းတို့ကမြင်ချင်းလို့လား။မြင်ချင်တာပေါ့။အဲ့ဒါဆိုငါခြေစာမုံကိုယူလိုက်။ဟာပါဆိုင်လို့လေ။မြင်ချင်းယူစမ်းပါကွာ။မောင်ဘိုးတင်ပြောစကားကြောင့် ပေတူးနဲ့သားရင်မောင်ဘိုးထင်ချိမြောက်ပေးထားတဲ့ချီဘွားကနေချီစာမုတ်ကိုလက်နဲ့ပုတ်လိုက်ပြီးရပြီတောင်ငါဘာလို့ရပါလဲခဏမင်းတို့လက်ကိုပေးမောင်ဘိုးထင်ကပေတူးနဲ့သားရဲ့လက်ကိုကမ်းလိုက်ပြီးတော့မန်တန်တပုတ်ကိုတိုးတိုးယူလိုက်ပြီးကဲမျက်လုံးကိုခွင်းကြည့်ရော့ပေတူးနဲ့သားကြီးကသူတို့ရဲ့မျက်ကွင်းကိုချီစာမုတ်တွေနဲ့ကွင်းလိုက်ပြီးတော့သူတို့ရဲ့ရှေ့မှာဖြူစွနေတဲ့မျက်နှာမှာမျက်ကွင်းတွေကမင်းနဲ့နေပြီးတော့ရေရီဆက်ဆက်ကြနေတဲ့အဝေးစားနဲ့ တရေခုပြုံးကသူတို့အားပြုံးပြပြီးကြည်နေလေတော့အမလေးမင်းကလေလန့်လိုက်တာကွာပြုံးမနေနဲ့ခက်တီတီနေမင်းပြုံးနိုင်ရကြောက်စရာကြီးအေးဟုတ်ပါကွာငါတော်လန့်သွားတယ်သူအားမြင်မြင်ချင်းအပြည့်ဆိုလိုက်တဲ့ပေကျူးနဲ့တာရင်ကြောင်းတရေခုပြုံးကသူ့ရဲ့မျက်နှာကိုကြည့်လိုက်ပြီးအေးပါကွာမင်းတို့ကတွေ့ရနဲ့အပြည့်ကတန်းပြိုးတာပဲဟုတ်ပါမင်းတို့ကောင်းနေရတယ်သူကစိတ်မကောင်းဖြစ်နေတဲ့ကြောင့်မင်းတို့ကိုပြုံးပြတာလေအေးအေးအေးပါကွာငါတို့မားပါတယ် ပေတူးနဲ့တာကြီးကမောင်ဘိုးတင်နဲ့တရေကိုပြုံးကိုသူတို့မားကြောင်ပြောလိုက်တယ်။အိမ်နောက်မောင်ဘိုးတင်ကတရေကိုပြုံးကိုကြည့်ပြီးတော့ကိုပြုံးမင်းဘယ်လိုလုပ်မလဲလို့စဉ်းစားထားလဲ။ဘာထိတ်ကအဖိုးကတော့ငါ့ကိုနောက်ထပ်ဒီမှာနည်းနည်းနေလို့ရတယ်လို့ပြောတယ်ကွာ။မင်းပြောတဲ့အဖိုးဆိုတာဘယ်သူလဲကွာ။အင်ဂျီလည်းအဖြူပစိုးလည်းအဖြူကွာ။ခေါင်းမှလည်းခေါင်းပေါင်းဖြူပေါင်းထားတယ်။ငါဆို သူ့နားသိမ့်မကဲရေဘူး။အယောင်တွေကတစ်ချက်တစ်ချက်ထွက်ထွက်လာလို့လေ။ဟုတ်လား။တို့ရောက်မှအဲ့လိုမျိုးဖိုးမတွေ့ဘူးနော်။ ငါလည်းတိမမြင်ရတာဟာမင်းတို့မြင်ချင်းတည်ကြည့်ပါလားမောင်ဖိုးတင်တို့ကတရေခုပြုံစကားကြောင့်နောက်ကိုခြေတလန်းများဆုတ်လိုက်ကြတော့တယ်အဲ့ဒီအချင်းရာကိုတတိထားမိတဲ့တရေခုပြုံကစတာပါကွာမင်းတို့ကလည်းတိမကြောက်နေသေးတယ်ငါလုတ်ချင်တာရှိတယ်မင်းတို့ကူညီပေးပါလားအဖိုးကငါ့ကိုစွတ်ထုတ်ပေးတဲ့နေ့ပြီးရင်ဆိုလားဘာလားတော့မသိဘူးသူ့နောက်လိုက်ခဲ့ရမယ်တဲ့အဲ့ဒါငါမသွားခင်ငါလုတ်ချင်တာလေးတွေမင်းတို့ကူညီပြီးလုတ်ပေးပါလားအေးပါကိုပြုံးရလုတ်ပေးပါမင်း လူတွေတက်တာတွေပါတွေတော့မလုပ်ရဲဘူးဟက်ကောင်ပေတူးရငါငါရွာသားတွေကိုတတ်ပါမလားဟာပြီးတာပဲမလက်ဖြန်ငါတို့တင်းချိုင်းကိုပဲလာခဲ့ရမှာလားအေးဟိုကောင်နေနှကောင်ကိုအရင်ခေါ်ပေးရမယ်ဘသူလေးလဲအောင်တန်းနဲ့မောင်မြင့်ကိုလေအဲ့ကောင်လေးမင်းတည်သွားတာသူတို့ကြောင့်ဆိုပြီးခမင်းတော်မစားဘူးဝန်နေရတယ်ကွာငါတိတယ်အဲ့ကောင်လေးနှစ်ယောက်အနာငါရောက်ပြီးပြီငါသူတို့ကိုစကားပြောခဲ့ပြီးမြင့်ငါပြောတာမကြားရဘူးကွာအဲ့ဒါမလက်ဖြန်ဒီကိုခေါ်ပြီးဘိုးထင်က ငါ့ကိုသူတို့မြင်နိုင်အောင်လှုပ်ပေးပါကွာစိတ်ချပါတငယ်ချင်းကငါလှုပ်ပေးပါမင်းအဲ့ဒါဆိုရင်ငါတို့သွားတော့မင်းဒါနဲ့မင်းကညဘမှာအိမ်မှာလဲအေးအောင်ငါ့အတွက်မိုးချုပ်တယ်ဆိုတာမရှိဘူးအချိန်တိုင်းရှိရှိလင်းလင်းမြင်နေရတာရွာလေးကိုတိတ်မသွားရဘူးတချို့ချိန်တွေသွားရင်ခွေးကမတရားဟောင်တာကွာအေးဟုတ်လားအဲ့ဒါဆိုမင်းကညဘက်လာတာဖြစ်မယ်ညလာနေလားမသိပါဘူးကွာအိမ်နောက်တော့ မောင်ဘူးတင်တို့ကတရေခုပြိုးကိုနှုတ်ဆက်ကဂျွာရင်းကိုပြန်ဝင်သွားကြပါတော့တယ်။မောင်ဘူးတင်တို့၃ယောက်ကအောင်တန်းနဲ့မောင်မင်းတို့အားမရမကခေါ်ထုတ်လာခဲ့တယ်။လမ်းမှာတော့အောင်တန်းနဲ့မောင်မင်းကသူတို့ခံစားနေရတာတွေကိုမောင်ဘူးတင်တို့အားတလန်းလုံးရင်ဖွင့်လာကြတယ်။ငါကိုပြုံးကိုတေချာကြားရမှာ။ငါကိုပြုံးတရားတာငါကြောင့်မင်းကြောင့်မဟုတ်ဘူး။ငါကြောင့်ဒီကောင်ကိုကစွန်းရခုတွားရအောင်ဆိုပြီးငါမခေါ်ရင်ဒီကောင်ဒီလိုဖြစ်မှာမဟုတ်ဘူး။ မောင်ဘူးတင်တို့ကအောင်တန်းနဲ့မောင်မြင့်ပြောတဲ့စကားတွေကိုနားထောင်ရင်းနဲ့တင်ကြိုင်အနားမှာရှိနေတဲ့ပြမပင်ကြီးအနားရောက်လာတယ်။မောင်ဘူးတင်ကပြမပင်ကြီးအရင်မှာမတ်တက်ရလိုက်ကြပြီးတော့အောင်တန်းနဲ့မောင်မြင့်ကသူ့ရဲ့ခြေစာမုတ်ကိုမန်တန်ယူပြီးအောင်တန်းနဲ့မောင်မြင့်ရဲ့မျက်လုံးတွေကိုကွင်းပေးလိုက်တယ်။အိမ်နောက်တော့မောင်ဘူးတင်ကတင်ကြိုင်ပဲလက်ညှိုးထိုးပြလိုက်ပြီးဖိတ်ကောင်းနေဟောဟိုကဘယ်သူလဲတေချာကြည့်မောင်ဘူးတင်လက်ညှိုးညွှန်ရကိုအောင်တန်းနဲ့မောင်မြင့်ကြည့်လိုက်ကြတယ် တို့ရဲ့မြင်ကွင်းမှာတော့တရေကိုပြုံးကတို့နဲ့အတူကုစုံရဲ့သွားခုစင်းကပစိုးနဲ့အင်ဂျီကိုဝစ်ထားပြီးတော့တကူလုံးရီရီဆွဆွဲနေရောကိုပြုံးကသူ့ကိုကြည့်နေရင်မောင်ဖိုးတင်တို့အနာလမ်းလျှောက်လာပြီးတော့အောင်တန်းနဲ့မောင်မြင်ကြောက်လန့်နေရောအဲဒီခါမောင်ဖိုးတင်နေပေတူကတို့ရဲ့ပခုံးတွေကိုဖတ်လိုက်ပြီးဟိတ်ကောင်းနေကိုပြုံးကဒိုးတငယ်ချင်းနေတည်သွားလို့တခြားဘဝရောက်သွားတာကြောက်စရာမလိုတတိထားစမ်းမှာမင်းတို့ကဒီလိုတွေကြောက်လန့်နေ ဟိုကောင်ကိုပြုံးစိတ်မကောင်းဖြစ်နေနိုင်မယ်ကွ။မောင်ဘိုးထင်ရဲ့စကားကြားမှာအောင်တန်းနဲ့မောင်မီးရဲ့ကြောက်စိတ်တွေပြီးရောလာပြီးတော့သူတို့ရဲ့တငယ်ချင်းဖြစ်သူကိုပြုံးအားကြီးလိုက်ကြတယ်။ကိုပြုံးကအရေးပမာပြောင်းလိုက်ပေါ်လိုက်နေပေတူးရဲ့မျက်နှာနဲ့တထွာများအကွာမှာပြန်ပေါ်လာပြီးတော့ဟာလှမ်းလိုက်တာကွာဒီလောက်နင်းနင်းလေးမှပြန်ပေါ်လာရတာလားဟာအရှင်လွန်သွားလို့ပါပေတူးကငါလေဒီလိုလေးလှုပ်တဲ့ခါစားဆိုတော့စမ်းလို့ရင်မင်းမျက်နှာချင်းနာကတ်သွားတာပါကတ်ချင်လို့မဟုတ်ပါဘူး ကချင်စရာယုံကြည်လည်းမဟုတ်ပါဘူးဒီကောင်ကိုပြုံးတရေဘာဝနေအောင်တန်းနဲ့မောင်မင်းကတရေကိုပြုံးရဲ့စကားပြောတဲ့ဟန်ကိုမြင်ရတဲ့အခါတော့ကြောက်စိတ်ကင်းမဲ့ပြီးပြေးဖက်လိုက်တယ်ပြေးဖက်ပေမဲ့ကိုပြုံးကထိခိုက်ရင်မရဘူးအိမ်နောက်တော့အောင်တန်းကတရေကိုပြုံးကိုကြည့်ပြီးကိုပြုံးငါမင်းကိုရေးတဲ့စင်းပြီးမကင်နိုင်ဘူးငါတောင်းမှန်ပါလေကွာငါမင်းကိုရေးတဲ့မစင်းဖို့မရမကတားရမှာငါမတားနိုင်ဘူးကွာမင်းနဲ့မဆိုင်ပါဘူးကွာရေတွေတက်လာတော့မယ်ဆိုတာငါတိတိကြီးနဲ့ ထင်းတို့ကိုလိုချင်စောနဲ့ဆင်းလိုက်တာမင်းသားနေရငါကြားပါရဲ့ငါပြစ်နေငါပါကွာငါထင်းတို့ကိုမြင်တော့စောင်းတင်းရောက်ရင်ထင်းတို့ကိုငါမေမီလို့ဖို့အတွက်ပဲတွေးလိုက်မိတာကွာကျန်တာငါမတွေးခဲ့ဘူးအောင်တန်းစကားပြုတ်ပြီးရဲ့နောက်တော့မောင်မီးကကိုပြုံးကိုစိတ်မကောင်းစွာနဲ့စကားဆူလိုက်တော့ရင်အဓိကတည့်ရခံငါပါကွာငါသာမင်းကိုလာပြီးတော့ပဇွန်ရဲ့ခုဖို့မခေါ်ရင်မင်းဒီလိုဖြစ်မှာမဟုတ်ဘူးငါမကောင်းတာငါကြောင့်မောင်မီးကပြောပြောဆိုဆို သူ့ရဲ့လက်နဲ့သူ့ရဲ့ဘာအပြန်ရိုက်နေလေတော့မောင်ဘိုးတင်တို့ဆွဲထားရတယ်တရေကိုပြောင်းအောင်မောင်မြင့်ကိုကြည့်ပြီးတော့မောင်မြင့်မင်းနဲ့မဆိုင်ပါဘူးကွာအဲ့လိုတွေမတွေးပါနဲ့အရင်ကတည်းကငါတို့မင်းတို့ဆိုတာသွားတူလားတူတူနေလေငါ့ကိုစိတ်မကောင်းဖြစ်အောင်မလုပ်ပါနဲ့ကွာဘသူပြစ်မှာမဟုတ်ပါဘူးအဲ့ဒါတွေထားလိုက်ပါအခုငါ့ကိုကူညီကြပါဦးကွာပြောတငယ်ချင်းငါတို့ဘာတွေကူညီရမလဲငါ့မိအတွက်ကြံပြီးကောက်ပေးပါကွာငါ့မိကစောင်းတီးဆိုရင်သူများတွေထက်ပိုချမ်းတတ်တယ်ငါမရှိရင် ို့အတွက်ဘသူမှကြံမိကပ်ပွေးမှာမဟုတ်ဘူး။ငါမိချမ်းမိတုံးနေမှာကွာ။ငါ့ကိုကူညီပါ။စိတ်ချပါတငယ်ချင်းဟာ။ကြံမိတယ်မကဘူး။ထင်းချောက်ဒီပါရှာပေးမယ်။မင်းစိတ်ချလက်ချတာနေကြားလား။မင်းမင်းတို့တကယ်ပြောရနော်။တကယ်ပါကွာမင်းရလေ။ငါမိထမင်းဟောစားရလားမသိပါဘူးကွာ။ငါရင်တွိုင်းအမေကငါ့ကိုမင်းနေရတယ်ကွာ။လူတွေကငါ့ကိုအမေမင်းနေရအောင်စိတ်မနှံ့လို့ပြောနေပေထင်းနေတာ။တရင်ကိုပြောစကားဆုံးတော့ပေတူးကလည်း မင်းမီအတွက်ဘာမှမပူပါနဲ့။ငါဘာနဲ့အမမင်းမီအတွက်အမဲစားချင်းအမဲသွားဖို့ပြီးတယ်လို့ပြောတယ်ကွာ။မင်းနဲ့ငါနဲ့ကအင်ချင်းကလေးကိုဘာကြီးနဲ့ကြီးတော်ကိုကျေးဇူးတင်ပါတယ်ကွာ။ဟိုကလေးကမင်းဘာနဲ့အမေကငါအမေကို ထမင်ကျွေးနေကြဆိုတာငါသိပါတယ်။ငါအမေကမြေပဲဆိုတိတ်ကြိုက်တာကွာ။မင်းတို့ငါအမေကိုမြေပဲလေးမပြက်ပေးပြီးပါကွာ။နော်။ကိုပြုံးမင်းဘာမှမပူနဲ့။လေးကြီးမတင်းကိုငါတို့တူအောင်ချစ်ပါရဲ့ကွာ။စိတ်ချ ငါပို့ပေးမယ်ပေးစရာမရှိရင်ကိုဖိုးတွေးအကွက်တွေရခိုးပေးမယ်ကြားလားဟာခိုးပြီးတော့ငါမေကိုမကြွေးပါနဲ့ကွာဘာဖြစ်လို့လဲဟာငါကသဘောပြောတာပါမင်းကရွာဦးเจ้าကဖုန်းကြီးပြောတဲ့တီလာတွေဘာရောင်တေးမတိနေရလားမဟုတ်ပါဘူးကွာခိုးထားတဲ့မြေပဲတွေဆိုတော့အဆက်မထွင်ရသေးတော့ငါမေပြင်းများနေမှာစိုးလို့ပါကွာတရေကိုပြောစကားကြားတဲ့အခါတော့ပေါင်ဘိုးတင်တို့အားလုံးတရေကိုပြောအားဆူဆိုက်ကြည့်နေပြီးတော့တရေကိုပြော ဟိုလူကြည့်ရမလို့ဒီလူကြည့်ရမလို့နဲ့အနေခက်နေပါတော့တယ်။ကြံလမိုင်းခင်းအဖြစ်ပြီးတော့တစ်ပင်ဆိုင်ဖို့ထိရေးထိုးတာတွေကြံခင်းနေရမှာတော့မောင်ဖိုးတင်တို့စပါးထဲတဲ့တင်းနှောင်းတွေအိတ်တွေကိုယူပြီးတော့ကြံမြင့်တိုက်ခောက်နေကြတယ်။တောထောင်တွေကြီးစိုးတဲ့ဒေသမှာစောင်းနေတာမကောက်ခိုက်ခိုက်တော်အောင်ချမ်းရည်တယ်။အဲ့ဒီချမ်းတန်ကိုကောက်ခဲ့ဖို့မီးလုံကြရအောင်အိမ်တော်တော်များများကထင်းစားကြံမြင့်ကိုမီးဆိုင်ပြီးတော့မီးလုံကြတယ်။အခုမောင်ဖိုးတင်တို့အဖွဲ့ကြံမြင့်ခောက်နေကြတယ်။ နေမျက်နှာနဲ့ဝါရီဟာကလေးတွေအပြိုပေါက်လေးတွေနဲ့လူပြိုပေါက်လေးတွေရောက်လာကြတော့မှအဲ့ဒီထဲမှာတော့တာယာနဲ့ဖိုးတွေထိဆုံးတာဖြစ်မင်းမိကျော်နဲ့လိုက်ရင်တို့ကြံမြေကောက်မှာဖြစ်ပြီးတော့တကောင်သားနှစ်ကောင်ကမိကျော်နဲ့လိုက်ရင်အောင်ကြံမြေကောက်ကူမှာပဲဖြစ်တယ်မောင်ဖိုးထင်တို့ကတော့ကြံခင်းထဲမှာအစိုးဆုံးရောက်ပြီးတော့ကြံမြေကောက်နေကြတယ်လူသား၅ယောက်နဲ့တရေတကောင်ကြံမြေကောက်နေတာကိုတာမန်လူတွေအဖို့လူသားတွေကသာမြင်နိုင်ပေမယ့်မောင်ဘူးတင်တို့၅ယောက်ကတော့တရင်ကိုပြောမြင်နေရတယ် ဟိကောင်နေခဏနေလူတွေလာတော့မှအေးဘာဖြစ်တော့လာတော့ဘာဖြစ်ရမှာလဲအဲ့ဒီကဥညိုကြီးကကြီးကောင်ကြီးမကြီးနဲ့ကျမ်းမိလူကောက်မှာငါသိတယ်။မောင်ဖိုးထင်တို့ပြောစကားအားတရေကိုပြောင်းကနားထောင်ရင်မောင်ဖိုးထင်ကိုကြည့်ပြီးရောဖိုးထင်မပြန်သေးပါနဲ့ဦးကွာ။နားရွာလူတွေကိုနှုတ်ဆက်ခြင်းနဲ့ရွာလူတွေကိုဘလို့နှုတ်ဆက်မှာလဲကိုပြောင်းရကိုဖိုးထွေးနဲ့ကိုတာရပြီးတော့ဦးညိုကြီးကိုနှုတ်ဆက်ခြင်းလို့ပါ။ဒါဆိုလေမင်းသဘောပဲခဏနေလာတော့မှာ ငါတို့ကောက်ထားတဲ့ကြံမြစ်တွေမင်းရင်အကုန်ပို့ပေးမယ်။အေးပါကွာ။မောင်ဖိုးတင်တို့အဖွဲစကားတပြောပြောနဲ့ကြံမြစ်တွေကိုဆက်ကောက်နေကြတော့လေ။ကလေးတွေတတိုင်းကြံထရေးပြင်ကိုချီတက်လာကြတယ်။အဲ့ဒီကလေးတွေရဲ့နောက်မှာတော့ပြီးကျောနဲ့လိုင်းရင်တို့အပြိုပေါက်လေးတွေအဖွဲပဲဖြစ်တယ်။အဲ့ဒီအပြိုပေါက်ကလေးတွေရဲ့ဘေးမှာတော့တာရာနဲ့ဖိုးတေးပြုံးပြုံးနဲ့ပါလာတယ်။ပြုံးနေတဲ့ဖိုးတေးကိုသူ့ရဲ့ညီမဝမ်းခွဲဖြစ်သူမိသက်ကမချိမနဲ့စကားဆိုလို့ရတယ်။မနေ့ကဘာကြီးကကြံမြစ်တွားကောက်ခိုင်းတော့ နေဘူးတလေးဘာတလေးနဲ့အခုမှဘာလို့လိုက်လာရလဲဘာကြီးနဲ့အကြီးကိုတိုင်ပြီးဟဲ့မိတက်နေစကားတေများတာပဲဖေစန်းမိကျော်ပြီးရဖိုးထီယာသူ့ရဲ့ညမဝမ်းခွဲရဲ့လက်ကိုဆွဲပြီးတော့ဘေးပို့လိုက်ကမိကျော်အနာကိုကပ်လိုက်ပြီးတော့မိကျော်ကြမ်းမြေမရမှာမပူနဲ့ငါတယောက်လုံးရှိရင်မပူပါဘူးငါ့ဦးလေးဦးကြီးညိုပါတယ်မြင်လားဟိုမှာဒီလူကြီးကကလေးတွေထားတယ်ဘာဝင်ရှုပ်နေရလဲဖိုးထွေညင်းညူရင်းနဲ့မိကျော်ဦးလေးဦးညိုကိုကြည့်လိုက်တယ် ကလေးတွေကြမှာတယောက်တည်းမမမမနဲ့ကြံပြီးလူကောက်ရဲခြင်းနေတဲ့လူကြီးကတော့ဥညူပဲဖြစ်ပါတယ်။ဖိုးတွေအဲ့ဒီလူကြီးကိုကြည့်ပြီးတော့စိတ်မသက်မသာ ဖြစ်နေရကိုတီးတယ်တာရာကဟိကောင်ဘာမှစိတ်မဝဘူးနဲ့မိကျော်ဦးလေးဥညူကြီးကကြံပြီးကောက်ဖို့လာပဲစိတ်ရှိရာသူ့တူမှာဘဲခွေးဟောင်းစိတ်ပူတာမဟုတ်ဘူး။ဟိကောင်တာရာမင်းဘာစကားပြောရလဲ။ဘဲခွေးဟောင်းဆိုတာလေ။မင်းကိုခွေးလို့ပြောတာမဟုတ်ပါဘူးကွာ။ခွေးကခွေးလို့ပြောရင် နားမလား။ငါကမင်းကိုခွေးလို့ပြောရင် မင်းနာရလေမင်းနာခွေးစို့အခုလိုခွေးလိုမပြောဘဲခွေးလိုပြောခံရတယ်လို့ဘယ်ခွေးရထင်ပါလဲတော်စမ်းမင်းစပြောရနဲ့ငါဟောင်းတော်ဟောင်းချင်းစိတ်ပေါ်လာပြီငါမတားပါဘူးမင်းသဘောပါမင်းနော်ဘိုးထင်တော့မရှိလို့တတ်တာရမယ်ဘာမရှိရမှာလဲဟိုကောင်လေးကကြံမြင့်တောင်ကောက်ပြီးသွားပြီတော်တော်ဝီရရှိရဲ့ကောင်းလေးကွာတာရပြောပြီးတော့တညုံညူရကိုကြည့်လိုက်တော့မဘိုးထင်တော့အဖွဲကောင်ဖိုးထွေးလိုအားလက်ပြန်ပြပြီးတော့ပြုံးရင်ပြနေပါတော့တယ် မောင်ဘူးထင်တို့နဲ့အတူတူရှိနေတဲ့တင်ရဲကိုပြုံးကလည်းမောင်ထင်တို့အားကြီးကခေကောင်လေးငါစကျင်တဲ့လူတွေကိုစလိုက်အောင်မယ်နှုတ်ဆက်တဲ့သဘောပေါ့ပြီးရင်ငါတို့အင်းသွားကြတာပေါ့အေးပါကွာမင်းသဘောပဲတင်ရဲကိုပြုံးကသူ့ရဲ့ထုံးစံအတိုင်းပေါ်လိုက်ပြောက်လိုက်နေကလေးတွေနဲ့ကြက်မီးကောက်နေတဲ့ညိုကြီးအနာရောက်သွားရင်မောင်ဘူးထင်တို့သာမြင်နိုင်စွမ်းနဲ့တင်ရဲကိုပြုံးကိုတော့ကျန်တဲ့သူတွေဘယ်သူမှမမြင်နိုင်ဘူးကိုပြုံးကကြက်မီးလူးကောက်နေတဲ့ညိုကြီးအနောက်မှာကပ်ပြီးတိုင်းနေ ယူကြီးကကလေးတွေနဲ့အတူစကားတပြောပြောနဲ့ကြံမြင့်ချာနေရော်လေဟေးဟိုမှာမြေဆုံကြီးဟာနင်ကအော်နေဟိုမှာဦးညိုကြီးကရောက်သွားပြီဟုတ်ပါသူတို့အိမ်ကြံမြင့်ကိုထားเสียရှိသေးလားမသိဘူးဒီဆောင်တရင်လုံးကုန်မာတာမဟုတ်ဘူးကိုဦးညိုကြီးကသူ့အိမ်မီးနဲ့တိုက်မလို့ကြံမြင့်စုနေရနေမှာပေါ့ဟေးကလေးတွေဘာမှမနာလို့မဖြစ်နဲ့ဒီကြံကင်းွက်ကငါ့ကိုအွက်နင်တို့ကိုတနာလို့ကြံမြင့်ကောက်ခွင့်ပေးထားတာအိုးဘသူအွက်ဖြစ်ဖြစ် အကုန်ကောက်လို့ရတာပဲ။အခုမှလာပြီးပြောနေတယ်။ညိုကြီးကလေးတွေနဲ့စကားများနေစဉ်ရုတ်တရက်ဟဲ့ဥညိုကြီးထားကနေတယ်ဟဲ့ဟဲ့ကလေးတွေငါ့ကိုခါမတွုံးနဲ့ငါရောင်တက်တယ်ဟာဘသူမှမတွုံးပါဘူးဥညိုကြီးပဲကနေပြီးတော့အဲမေလာကြီးတော်နေငါနဲ့ညာအာဥညိုကြီးကျမကြီးတို့ဘာပြောပါလဲဥညိုကြီးကိုကျမကြီးတို့ကြီးနဲ့တိုင်ပြောမယ်ဟဲ့မေလာငါ့ကိုခါတွုံးလို့ရောင်သွားတာပါ တင်ကြီးတော်ကြီးကိုငါမလို့ကြမအောင်မဲနာကြီးတော်တော်ရဲသွားရုပ်ကစုံးနေညာအဖပါဦးညိုကြီးသူနဲ့ညာလို့အားမရဘူးရုပ်ကစုံးနေတော်ပေးစားနေတယ်ဟဲ့မဲလာကြီးတော်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 ဆွနာပဲဟာဟာဟာဦးညိုကြီးအခုသွားတိုင်မယ်ခလေးတယောက်မွေးခိုင်းအောင်နေမကတော့ရုပ်ကစုံးကြီးနေတော်ပေးစားနေတယ်ဦးညိုကြီးအိမ်ကိုလွတ်ပြီးလာဆဲခိုင်းမယ်မဲလာကစိတ်တူတော်သားအတွက်ကကြံမြစ်ပြီးမကောက်တော့ပဲရွာရင်းပြန်ပြေးရော်တယ်တရေကိုပြုံးကအဲ့ဒီအချင်းအောင်ကြည့်ပြီးတော့ တဘောကြနေကောင်ရီမောနေရင်ဖိုထရာကြည့်လိုက်တော့ရင်ဖိုထရာကြံ့မြင့်လေးကောက်လိုက်မိကျော်အိတ်တဲထေးပြီးလိုက်စကားပြောလိုက်ပြန်သွားလိုက်နေအတော်ကိုဟန်ကြနေရောရင်တရင်ခုပြုံးကဖိုထွေးနဲ့မိကျော်ကိုကြည့်ပြီးတော့တစ်ချက်ပြုံးလိုက်ပြီးသူတို့နှစ်ယောက်အနာကိုပေါ်လိုက်ပြောက်လိုက်နေရောက်သွားပြန်နေအဲ့လိုပေါ်လိုက်ပြောက်လိုက်ဖြစ်နေရကူတော့မောင်ဖိုးထင်တို့သာမြင်နိုင်ပြီမေအချောင်းသူတွေမမြင်နိုင်ဖိုထီကကြံ့မြင့်လေးတွေကိုကမ်းပြီးတော့မိကျော်နာလာပြီးမိကျော်အိတ်ဖြေးမသား ။နေငါ့ကိုဘာစကားပြောရလဲ။လူကြီးသားယူပါရင်နားမလည်ဘူး။ပါရှိစိတ်ကွဲသွားမယ်။ဟာ။ဘာတွေတွေးနေရလဲ။နေကင်ထားတဲ့ကြံမြင့်ထည့်ထားတဲ့အိတ်ကိုဖြဲလို့ပြောတာ။နားလေထေကကြံမြင့်တွေမမြင်ဘူးလား။အော်။အေးအေး။မိကျော်အာတို့အာနာနဲ့ကြံမြင့်ထည့်ထားတဲ့အိတ်အပဝါကိုဖြဲပြလိုက်ကြည့်။ဖူထီဟာကြံမြင့်တွေကိုထည့်ပြီးတော့အနောက်ကိုပြန်လေပြီးကြံမြင့်ကောက်ရံထွက်သွားကြည့်။မိကျော်ဟာကြံမြင့်တွေထည့်ထားတဲ့အိတ်မှာပြိခာနေနေပြီးမို့ အိတ်ကိုအာယူပြီးဆောင်းလိုက်တော့အနှင်းငယ်ကိုမကုန်းသွားစဉ်သူ့ရဲ့တင်မအားလက်နဲ့ကိုလိုက်တဲ့အတွက်အနောက်ကိုပြင်လေးကြည့်လိုက်ရောသူ့နဲ့မလန်မကန်မှပိုထွေးသူ့အားပြုံးပြနေရော်လေမိကျော်လေးအနားမှာရှိတဲ့ထေရီးပြင်းလေးကမြေကြီးကနေဖိုးထွေးကိုပေါက်လိုက်ရောဖိုးထွေးနားမနေဟန်နဲ့ငါငါဘာလုပ်လို့လဲဟာတည်ချင်းစိုးကာလနာမွေးဝေးကဲចောင်းကျူចောင်းကြားဇီရဲ့ကျူဇီရဲ့ချားမနေပြီတောင်းစားနေတဲ့တံတောင်းစားခွက်ပြငါတင်မလာကိုင်းနေအစိမ့်တည်နိနိတော်တော်ဖြစ်နေ နေ့ဖေကိုမိမတောင်းခိုင်းမှလာငါလိုအပြုတ်နုနုထွထွလေးကိုလာကန်ရဲတယ်ငါနေ့ကိုအဖြေပြန်ပေးဖို့နောက်ဆုတ်လိုက်ပြီအခုတော့ဒီလောက်တည်ရန်နေနေ့ကိုအဖြေပြေးလိုက်လို့ကတော့ငါအကုန်ပြုတ်ထွက်ကုန်မှတင်နာနေရဲ့နေ့နေ့ကိုတနာလို့မအော်တာနော်ငါအော်လိုက်ရင်ငါယောက်ျားရမှာမလို့ငါငါငါဘာမှမလုပ်ဘူးလေဟာငါတိုင်ကကြိမ်မိသွားကောက်မလို့လေဒီနားမှာနင်းနေငါနေ့ရောက်ထဲရှိတာနေမကင်ဘယ်သူကင်ပါလဲအေးအဲ့ဒါတော့မသိဘူးလေဟာတော်စမ်းငါပြန်မယ် ဖိုထီကခေါင်းကိုကုပ်လိုက်ပြီးတော့နားမလည်ဟန်ဖြစ်ပြီးတော့သူအားကြောဝေးဝေးထွက်သွားတဲ့မိကျုပ်ကိုကြည့်ကောင်တူတူနဲ့တယောက်တည်းရေရွနေရော်လေဒီလိုမှန်းတည်တကယ်ကန်လိုက်ပါလေကွာဘာမှလည်းမကန်ရပဲနဲ့အချောင်ဆေးခင်ရတယ်တရေကိုပြုံးကတော့ဖိုထွေးတယောက်တည်းစကားပြောနေရအောင်ကြည်နေမျက်လုံးပြင်ပြူးသွားရတော့လေအဲဒီနောက်တော့တာယာအနာသွားပြီးတော့တာယာအားစောင့်တွန်းလိုက်စဉ်တာယာရဲ့ရှေ့မှာရှိရဲ့လိုက်ရင်နဖူအောင်တာယာနမ်းမိသွားတယ်အဲဒီခါလိုက်ရင်ကရှက်ပြုံးလေးပြုံးပြီးတော့ ဟာတာယာကလေဟာဘာကြီးလာလုံးနေရလဲသူများတွေမြင်ရှက်စရာကြီးဘာမှန်းလည်းမသိဘူးလိုင်းရင်ကရှက်ရှက်နေကောက်ထားတဲ့ကြက်မြစ်တွေကိုတာယာအားပေါက်ကောင်နောက်ကိုလှည့်ပြီးထွက်ပြေးသွားတော့တယ်တာယာကလေလိုင်းရင်ပေါက်လိုက်တဲ့ကြက်မြစ်ရေပတ်မှန်ပြီးတော့ထီးပြင်းနဲ့ပလက်လန်လေးချသွားပါတော့တယ်မော်ဘိုးတင်တို့ကတရေကိုပြုံးနေအတူသူ့ရဲ့နေရင်ကိုကြက်မြစ်တွေသွားပို့နေရောတယ်မော်ဘိုးတင်တို့ကတော့ကြက်မြစ်တွေကိုချပြီးကိုပြုံးရဲ့မိခင်အားလမ်းခေါ်လိုက်ကြတယ်လေးမတင် ပြောလေးမသိဘသူတွေတော့ကျုပ်ဖိုးတယ်မာဒီမှာလေးကြီးမီးလို့ဖို့ကြံမြင့်လာပို့တာဟုတ်လားအေးအေးအေးငါလာပြီမသိကအင်းလေးပုံမှာဆင်းလာပြီးတော့ဘိုးထင်တို့ကိုတွေ့တဲ့အခါပြုံးရည်ပြီးအခုတလုံးရွာလူတွေကငါ့ကိုအကုန်ပြီးနေကြတယ်စံတွေရောစီးတွေရောအများကြီးပဲဘိုးဘယ်ရင်ကပေတူးမီဆိုငါ့ကိုဟင်းချက်တာတွေရောလာပြနေတာငါချက်တက်ပါရဲ့ကိုပြုံးကသူချက်မယ်ဆိုလို့ချက်ခိုင်းထားတာဟင်းဟင်း ဟုတ်လားအေးမနှက်ဖြန်ရွာလူကြီးကကိုပြုံဆွန့်သွတ်ဆိုလားလှုပ်ဖို့ဆိုပြီးဆန်နေရောပစုံချောက်တွေရောလာပြီးသွားတယ်မနှက်ဖြန်မှာပြန်လာမယ်လေပြောသွားတယ်ကိုပြုံလည်းပြောင်းနေတယ်မသိပါဘူးသူ့အတွက်လာပြီးရအောင်အင်းနောက်တည်ရင်ကိုပြုံကမောင်ဖိုးထင်တို့နောက်ကထွက်လာရာမသိမြင်တဲ့အခါတော့ကိုပြုံနင်ဘယ်ရီသွားနေရလဲဟဲ့ညရီဆိုငါတယောက်တည်းနင်ပုံစံလေးဘာဖြစ်နေရလဲရေထဲစင်တာများလို့လားနင်ချမ်းနေရင်အဝိစားလေးလိုက်လေ ကျုပ်မချမ်းပါဘူးအမေကျုပ်အမေအတွက်ငက်လိုက်ပြစ်မလို့အဲ့ဒါတော်တဲသွားရမှာသွားလေသွားခါတော့ရအောင်ပြင်တော့ငါခါသားတအားကြိုက်တာအင်းမအမေကျုပ်ကမကြကြီးသွားရမှာကျုံရှိတော့လိုအပ်တာရှိရင်တော့ဖိုးတင်တို့ပြောတော့မေဖိုးတင်တို့လုတ်ပေးလိမ့်မယ်အကြကြီးဆိုမသွားနဲ့လေဟာငါကနေမရှိပဲမနေတတ်ဘူးလေကျုံမသွားလို့မရဘူးအမေရဲ့မသွားတော့နဲ့ငါခါသားလည်းမစားချင်တော့ဘူးနော်မသွားပါနဲ့ဟာ အမေကျုပ်ပြောတာနားထောင်အမေလိုတာရှိရင်ကျုပ်တငယ်ချင်းတွေကိုပြောကျုပ်သွားတော့မယ်အမေတဲရဲကိုပြုံကမောင်ဖိုးတင်တို့လူစုတဲကိုတိုးဝင်ပြီးတော့ပျောက်ခွေသွားတော့တယ်မတင်ကတော့သူ့ရဲ့သားဖြစ်သူသွားတဲ့ဘက်ကိုကြည့်ပြီးတော့ကိုပြုံဘယ်တော့မှလဲနေမရှိရင်ဘသူကငါ့ကိုထမင်းကျွေးမှလဲတခြားသူတွေကျွေးငါမစားဘူးနော်ကိုပြုံညရောက်ရင်ပြန်လာနော်မတင်ကစကားပြောရင်းနဲ့ရီမောနေတယ်အခုသူမှရီမောနေရဲ့မျက်နာကမြုံနေမှာတော့ မိရစာရီတွဲခုရင်နေပါတော့တယ်။ကိုပြုံးအတွက်ရေးစုပြီးလုပ်တဲ့စွန်းတို့ကအောင်မြင်စွာပြီးဆုံးသွားတယ်။စွန်းတို့ချိန်မှာတော့သူ့ရဲ့မိခင် မတင်ကိုရွာသူရွာသားတွေကဝိုင်းဝန်းယူဆိုင်နေရကိုရင်တွေ့ရတဲ့တရေကိုပြုံးကတော့သူ့အမိအတွက်စိတ်ချသွားပြီ။အခုတော့မိခင်ဖြစ်သူရဲ့ဘဝကသူ့ရှိစဉ်ကထက်ပိုအဆင်ပြေနေတယ်။သူ့ရဲ့အမိအတွက်ရွာသူရွာသားတွေကိုသူ့အတော်ပင်ကျေးဇူးတင်မိရဲ့။ငူကိုပြုံးကမောင်ဖိုးတင်တို့အားနှုတ်ဆက်နေတယ်။ အရာအားလုံးကျမင်းတို့ကျေးဇူးတင်ပါတယ်ကွာရပါတယ်ကွာမင်းဘယ်သွားရမလဲသိလားမသိဘူးအဖိုးကငါ့ကိုစောင့်နေရင်ငါသွားရတော့မယ်ကွာအေးပါကွာမင်းကငါတို့ကလည်းမရနိုင်မှာပါတကယ်ချင်းကမောင်ဖိုးတင်တို့ကလည်းပြပြီးတော့တရင်ကိုပြုံးပြောင်းလိုက်ပေါ်လိုက်ရင်သူတို့နားကနေထွက်သွားတော့တယ်မောင်ဖိုးတင်ကကိုပြုံးထွက်သွားရဘက်ကိုကြည့်ပြီးတော့ကိုပြုံးနဲ့အတူတူရှိနေတဲ့အချိန်လေးကိုတွေးပြီးတော့ဆွေးနေစဉ်ရုတ်တရက်ကိုပြုံးကပေါ်လိုက်ပြောင်းလိုက်နေမောင်ဖိုးထွင်ရဲ့မျက်နှာနဲ့ ထီလူမတိုက်ပြန်ပေါ်လာပြီးတော့မောင်ဖိုးတင်ကမန်ကရန်နောက်ကိုဆိုးလိုက်ပြီးတင်းရဲခုပြုံးရဲ့မျက်နှာကိုရိုက်လိုက်ပါတော့တယ်အမလီဟာဟာဖိုးတင်မင်းရိုက်တာငါ့ကိုထိတယ်မင်းကငါ့ကိုနောက်လုံနိုင်တာပဲမတော်လို့ပါကွာမင်းကလည်းရုတ်တရက်ကြီးပေါ်လာတာဆိုတော့တန်သွားတာပေါ့ကွာအေးပါကွာငါ့ကိုအဖိုးကပြန်လာပြောခိုင်းလို့ပြန်လာရတာကွာရွာကိုထူးဆန်းတဲ့ဓမြပြီးလာလိမ့်မယ်တဲ့အဲ့ဒါလာပြောတာနားလိုက်တာကွာသွားပြီပြန်မလာတော့ ငါတရေဖြစ်ခါစားမို့တရေလိုသွားလို့အရှင်လေးလုံနာပားရိုက်ခင်ရတယ်ဟေ့မတော်လို့ပါကွာလူကနေပြီမဲ့ပညာမနေတာပါကွာတရေဖူပုံကမောင်ဘိုးတင်ရဲ့စကားကိုမကြည်မနဲ့ကြည်ရင်ထွက်ခွာသွားပါတော့တယ်ပိတ်သက်များရှင်စာရေးသူမောင်တင်ဆိုင်ရေးသားထားတယ်အောက်လန်းဘိုးတင်နေတရေကိုပြုံးဆိုတဲ့ဇလန်လေးရတော့ဒီမာရီပြီးဆုံးသွားပါပြီနားစင်အပီးခဲ့ကြတဲ့ပိတ်သက်တယောက်ချင်းစီရင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်